ကျန်လုံးမင်္ဂလာပါဆိုတော့ဆရာဒီဗီဒီယိုမှာဆွေးနွေးရှင်ပါเนาะဒီ great day မြန်မာစာစကပြေပိုင်းပေါ့เนาะအဖက်ရွတ်တင်ပြဆရာစကပြေတဲကဒီညာရင်ကြီးသမီးစကပြေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကြည့်ကြမယ်ပေါ့เนาะကဲညာရင်ကြီးသမီးတဲ့ညာရင်ကြီးသမီးကဒါကတော့ကြောက်စာပေါ့เนาะဒါကတော့ကြောက်စာစကပြေဖြစ်တယ် အာဒါပါပဲဖြစ်ဖြစ်ပေါ့နော်ဒီအထက်တန်းစာကိုအများစုမှာဆိုလို့ရှိရင်သူတို့အကြောက်စာတွေကနေစတယ်ဆိုတော့အကုန်လုံးတည်မယ်လို့ထင်တယ်ပေါ့နော်စကပြေစပြီဆိုရင်ဒါများသားပြေအကြောက်စာနဲ့တည်တယ်ပေါ့နော်အကြောက်စာကိုရေးပြီးလို့ရှိရင်သူကမေးတတ်တာတော့ညာသားပြေအကြောက်စာရေးတဲ့သူရဲ့စိတ်နေစိတ်ထားကိုမေးတာများရယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ညာရင်ချင်းတမီးကြည့်မယ်ဆိုရင်ညာရင်ချင်းတမီးကတိတ်တန်တိတ်တန်ဆိုတာကသူကပြီးမြောက်စီပြီးမြောက်စီခြင်းပေါ့ပြီးမြောက်ခြင်းလို့အထိပ္ပယ်ရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါ အာဒီပြီးမြောက်သွားတယ်ဆိုတဲ့အရာပေါ့သူ့ရဲ့အလူတစ်ခုပြီးမြောက်သွားတဲ့အတွက်ကြောင့်မလို့ဒီလူနဲ့ပတ်သက်ပြီးမှတ်တမ်းတင်နေပေါ့နော်အဲ့လိုပုံစံတက်ကရီ634ခုနဲ့64ခုပိရှက်နဲ့နရော်လာဆို14ရဲ့ဂျာတာပရင်းနေလတေတရင်လတေတရင်ဒီလတေဆိုတာဘာဖြစ်လဲဆိုတော့လကွယ်ကိုပြောတာနော်လကွယ်နေလို့ပြောနေတာအဲ့ဆိုပြောနေတာကတော့နရော်လာဆို14ရဲ့14ရဲ့ကွယ်တာပေါ့နော်အဲ့ဆိုရင်တက်ကရီက64ခုနဲ့ပိရှက်နဲ့နရော်လာဆို14ရဲ့ဂျာတာပရင်းနေလတေတရင်လကွယ်နေပေါ့နော် လောက်ွက်နေမှာအတို့ကင်ကတူပြန်တော်မူပြီးတဲ့အဲ့နေမှာသူ့ရဲ့ယောက်ျားဖြစ်တယ်ပေါ့နော်ညာရင်စီသမီးရဲ့ဒီခင်မွန်းဖြစ်တဲ့ကင်ကတူပေါ့နော် ကင်ကတူကပြန်တော်မူတယ်ဆိုတာနှစ်ရွာဆန်းပြလို့ရှိရင်နဲ့ပြတူလာဆန်း၃ရက်နေတနင်္ဂနွေနေ့မှာဒီတခင်ကင်ကတူမယားဖြစ်တဲ့ဒီအာညာရင်စီသမီးကအလူပြုတ်လောက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာအဲ့ဆိုတော့သူကစိတ်နေစိတ်သားကြည့်မယ်ဆိုတော့နံပါတ်၁ကတိတ်တန်းဆိုတဲ့စကလုံးတွေးလိုက်တယ်ဟုတ်ဆိုတော့တိတ်တန်းဆိုတဲ့စကလုံးကဘာပြောရအောင်ဆိုလို့ရှိရင်သူက သူကဒီအလူတစ်ခုကိုပြီးမြောက်စေလိုတဲ့ရည်ရွယ်ချက်ပေါ့နော် ပြီးမြောက်စေလိုခြင်းနောက်ကတိတ်တန်ကများသောအားဖြင့်ဗုဒ္ဓဘာသာမှာသုံးတဲ့အကြောင်းလိုဘာသာတရားကိုကိုင်းဆိုင်နေဆိုတဲ့အချက်ကိုပေါ်လွင်နေရဆိုတဲ့အကြောင်းရေးလို့ရတယ်ပေါ့နော်စိတ်ထားပေါ့နောက်ကကြာသူ့ရဲ့ဒီစိတ်ဆက်တိကျတဲ့စိတ်ဆက်တိကျပြီးရောစနစ်တကျလုံတက်တဲ့ ဒီစိတ်နေစိတ်ထားကိုလည်းတွေ့ရှိရတယ်။အဲဒါကြောင့်မလို့သူ့ရဲ့ဒီခင်မွန်တိတ်ဆုံးခဲ့တဲ့ခုနှစ်ဒီလာဒီရက်ဒီအဲ့ဒါတွေပါတရားမှတ်ထားတယ်လို့နောက်ခုကကျတော့သူအလုလုခဲ့တဲ့ပေါ့နော်။သူအလုလုခဲ့တဲ့နေ့ဒီလာဒီရက်ဒီကိုလည်းတိတိချာချာသူပြောတာဖြစ်ကြောင်မလို့ဒီညိုင်းစတမီကအလုလုတဲ့အခါမှာပေါ့နော်။အဲသူ့ရဲ့စိတ်နေစိတ်ထားအရာဒီစနစ်တကျပေါ့နော်။အလုတစ်ခုကိုလုံနိုင်တဲ့သူမျိုးဖြစ်တယ်ဆိုတာမျိုးကိုဒီကြောက်စာထဲမှာတွေ့ရှိရမယ်ပေါ့နော်။ ပြီးရင်နောက်တစ်ခုက तू ကကြတော့တဲ့ကဲအလူပြုတ်လုတဲ့အချိန်မှာ तू ကဘသူတွေအတွက်အလူပြုတ်လုခဲ့လဲဆိုရင် तू ကဒီအမိမျိုးအဖမျိုး80ကဲ့ရဲ့ရာမရှိမြတ်စွာဘုရားအမျိုးဒီတဲ့ညာရင်သမီးကသူ့ရဲ့မျိုးရိုးအကြောင်းပြောပြတာမျိုးရိုးကအမိမျိုးအဖမျိုးအဖေဘက်ကပဲជីជីအမိဘက်ကပဲជីជីเนาะဆွေစဉ်မျိုး80လုံးကကဲ့ရဲ့ရာမရှိအယောက်မှာကဲ့ရဲ့စရာပေါ့เนาะတည်မလားเนาะအဲ့လိုမျိုးရှိမရှိပဲနဲ့မြင့်မြတ်တဲ့မျိုးရိုးကနေဆင်းသက်လာတဲ့သူဖြစ်ကြောင်းသိတယ်အဲ့ဒါကြောင့် तू ကမျိုးချစ်စိတ်ရှိတဲ့သူဖြစ်ကြောင်းသိရတယ်ပေါ့เนาะဒါကိုယ့်ရဲ့အမျိုးဆွေတွေကိုအရင်ချစ်တတ်တဲ့စိတ်နေစိတ်ထား ပခင်ညာဝဲကြီးတမီပါတဲ့ကဲမှာဆက်ပြောတယ်မိမိအသက်နှစ်တူတော့သူ့ရဲ့အသက်ကဲတော့နောက်ကမိမိမျက်စိမျက်ဆိုင်နဲ့တူတော့မိမိချစ်လာစွာတော့လေဆိုအဲချစ်စွာတော့လေပေါ့နော်အဲ့လေးကတော့ဒီတိုင်းလေဒါလေးတွေကတော့ဘယ်လိုဆိုလို့ရှိရင်စကပြေစာသားလေးတွေကကြက်ရမယ်ဆိုပုံစံမျိုးပေါ့နော်မိမိအသက်နှစ်တူတော့တဲ့သူ့ရဲ့အသက်ကဲတော့ချစ်ခင်ရတော့မျက်စိမျက်ဆိုင်နဲ့တူတော့မိမိဤနော်မျက်မျက်လုံးပေါ့နော်ဒီစက်ခုလို့ခေါ်မှာပေါ့နော်ပတ်စင်းနဲ့ပြောမယ်ဆိုရင် အဲ့လိုမျက်လုံးမျက်စိနဲ့တူတဲ့မိမိရဲ့ချစ်လာကြတော့လင်အတို့ကင်ကတူအတို့တကင်ကင်ခက်ကင်ကတူပြန်တော်မူခဲ့ရခါတဲ့အတိမရှိသောတရားကိုသိ၍သူတေဆုံးသွားတယ်ဆိုတဲ့အကြောင်းကိုသိတရားသိရအဲ့ဆိုပြောချင်တာကသူ့ရဲ့အသက်နဲ့တူတော့သူ့ရဲ့ချစ်လာစွာတော့သူ့ရဲ့ခင်မွန်းတယ်ကိုအာအတွက်အလူပြုတ်လောက်တာဖြစ်တယ်မလို့သူကပေါ့နော်သူ့ရဲ့ခင်မွန်းတယ်ပေါ်မှာတစ္ဆာစောင့်တိတတ်တဲ့သူမျိုးတယောက်ဖြစ်တယ်ဆိုတာကိုလည်းတိတိကျကျတွေ့ရမှာပေါ့နော် ပြောင်းလဲတော့မူပြီးတာကိုသူတွေးရခဲ့တဲ့အတွက်ကြောင့်မလို့တဲ့အတိမရှိသောတရားကိုတိပြီးတော့ထိတ်လန့်တဲ့အတွက်ကြောင့်ယတနာသုံးပါဖြစ်တဲ့ယန္နာသုံးပါပါလဲဆိုရင်ဖျားတရားတန်ကဖျားတရားတန်ဖျားတရားတန်ကကိုရီမန်းပြီးလို့ရှင်အရက်သုံးပါကိုပြုတ်လုခဲ့ပါတယ်လှူဒန်းခဲ့တယ်ပေါ့နော်အရက်သုံးပါဆိုတော့အရက်သုံးပါဆိုတာဘာလဲဆိုရင်အိမ်ချောင်းဒီနောက်အောင်မှာပါတယ်ပေါ့နော်သူကတောချောင်းအိမ်ချောင်းငါမျက်နာချောင်းအဲ့ကြောင်သုံးကြောင်အဲ့ဒါအရက်သုံးပါးကိုပြန်တော့နော်အရက်သုံးပါးကိုပြုတ်လုပ်ခဲ့တယ်အဲ့ဆိုသူကဘာလဲဆိုလို့ရှိရင်သူကကြတော့ဒီဘယ်လိုပြောပြမလို့ဆိုလို့ရှိရင်သူက တကယ်ဟုတ်ပေါ့နော်ဒီဖြစ်မြဲပေါ့နော်ဖြစ်မြဲသဘောတရားကိုသူနားလေပြီလို့ရှိရင်ပေါ့နော်ဒီသိရှိသွားရတဲ့အကြောင်းမလို့ပေါ့ဒီအရက်သုံးမောက်သူကအလှူဒန်းပြုလုပ်ခဲ့တာဒီလူလောကမှာလည်းပဲတဲ့အတိုင်းမသိတရားဆိုတော့ကြည်ညိုဆိုတော့နှလုံးဖြစ်လိုက်၍သူကလုံးဝဟုတ်ပေါ့နော်ဒီတရားတရားတွေအရန်ကိုမှပောက် ပြီလို့ရှိရင်ကြည်ညိုဆိုတော့ဒီနှလုံးဖြစ်လိုက်၍စိတ်နှလုံးကောင်းသဘောကောင်းဖြစ်လာရတဲ့အကြောင်းမလို့ကောင်းမှုအကျိုးကိုသူလူခဲ့တဲ့ကောင်းမှုအကျိုးတွေကိုဘယ်သူတွေကိုရရှိစေခြင်းလဲဆိုရှင်နောက်မှာပြောတယ်ပြန်ခဲ့တော့ငါတခင်တယောက် နော်နတ်ရွာဆံပြီးသားဖြစ်တော့သူ့ရဲ့ယောက်ျားဖြစ်တဲ့သူရဲ့ငါမိခင်တယောက်သူ့ရဲ့အမေရဲ့ငါခမဲတယောက်ဤ၃ယောက်ရစီတည်းဒီဆိုလို့ရှိရင်ဤ၃မကိုလည်းသူပြောချင်တာကွာဤ၃မတီးခဲ့ရတဲ့အဓိကရည်ရချက်ကနှစ်ခုရှိရနံပါတ်၁ကကြာဤ၃မကိုရတနာ၃မကိုရည်ရွယ်ပြီးတော့တဲတာရတနာ၃မကိုရည်တဲတာနောက်တစ်ခုကကြာတော့ငါတခင်တယောက်ငါမိခင်တယောက်ငါခမဲတယောက်ဆိုရင်ဒီသူ၃ယောက်ရစီအောင်လို့သူကဤ၃မကိုတဲတာပေါ့နော် သာသနာအထောက်ပံ့เนาะဖြစ်ခြင်းရကတဲ့တကယ်လို့ဒီတူလူကန်းခဲ့တဲ့ကျောင်းတွေအကုန်လုံးကသာသနာအတွက်เนาะအထောက်ပံ့ဖြစ်စေခြင်းတဲ့အတွက်ကြောင့်เนาะသူကကျောင်းလူတွေရတဲ့အပြင်ဘာတွေဝါထက်လူရဲလဲဆိုလို့ရှိရင်အတွင်းဥစ္စာတွေဗရမ ्या စတဲ့ရွံ့မြက်ကိုပါဗရမ ्या ဆိုတဲ့အရာတွေနောက်ကစတော့ရွံ့မြက်ကိုပါဆိုတာဗရမ ्या ပါဝင်နဝရကိုးတယ်ပေါ့နော်နဝရကိုးပါကိုလည်းလူတန်းကဲနောက်ကရွှေဒီငွေဒီကျင်းဒီတို့ကျေးပြူတန်တလွဲခုံလာ တန်တလွဲခုံလောက်ဆိုလို့ခဲမဲ့ဖြူလို့အဲ့လိုမျိုးတွေပြောနေတာပါနော်တန်တလွဲခုံလောက်အပတော့ဥစ္စာဆိုအပြင်ဥစ္စာကိုပြောနေတာပါနော်ဒါအတွင်းဥစ္စာဆိုအတွင်းဥစ္စာပေါ့နော်အတွင်းတော့ဥစ္စာတကယ်ကိုရွှေရင်ငွေကြီးကြောက်တဲ့ brand များတွေကိုအတွင်းဥစ္စာလို့ခေါ်ပြီးအပတော့ဥစ္စာဆိုအကောင်တွေပြောနေတာပါနော်ဥမာလှေတွေစင်တွေနွားတွေကျွဲတွေစိတ်တွေစင်ဆွဲတွေစတဲ့ဒီတတ္တဝါတွေကျွန်ရွာရောမဟာဒန်လေတို့ဥယင်အဲ့ဒါတွေပါလူတန်းနေကျွန်ရွာကိုလူတန်းရခြင်းရဲ့အကြောင်းရင်းက तू ကဥပမာဖုံးကြီးကျောင်းတွေမှာရှိရဲဆိုရင်ဒီဖုံးကြီးကျောင်းတွေမှာဖုံးကြီးတွေကကြတော့တို့ရဲ့ဒီဝီနီတိတ်ခါပုတ်တွေအရာတို့က အာမဆိုင်ပြူတွေပါလေးလောက်စားလို့မရဘူးပေါ့နော်အဲ့လိုလောက်စားလို့မရတဲ့အတွက်ကြောင့်မလို့ဒီရန်ចောင်းနေရန်တန်ကားတော်တွေကိုတို့ကဘာလို့ပေးချင်အောင်ဆိုလို့ရှိရင်အာဆွန်းတွေကိုအမြဲတမ်းကတ်လှူပြီးလို့ရှိရင်ပူဇော်ချင်တာအဲ့လိုပူဇော်ချင်တာဖြစ်ရတော့ तू ကအမြဲတမ်းကြုံရွာကိုတွဲ့တွဲ့ပြီးလှူရတယ်။ तू ကအဲ့ဒီရွာမှာအဲအဲ့ဒီရွာနေလို့ရှိရင်ဒီចောင်းကတန်ကားတွေစားဖို့အတွက်အမြဲတမ်း အလုပ်တွေလုပ်ပေါ့အလုပ်လုပ်ပြီးလို့ရှင်ရတဲ့အထက်ကနေပြီးတော့အဲလှူလှူပြီးလို့ရှင်ကျွန်ရွာမှာရှိတဲ့သူတွေကသူတို့ကိုယ်တိုင်လဲစားဖုတ်ပြီးလို့လဲလှူစသဖြင့်အဲ့လိုမျိုးပေါ့နော်သူတို့အဲ့လိုလှူတန်းခဲ့တာနောက်ကမဟာဒန်လဲဆိုတာသူတို့စိုက်ပြုတ်တဲ့လဲမြေတွေဥယျာဉ်တွေစတဲ့ဟာတွေအကုန်လုံးကိုတဲ့လူတန်းခဲ့တယ်အားကြောင့်သူကဗာလဲဆိုရင်အလူအလူပေါ့နော်အလူအတန်းရေရောတာမျိုးပြောနေတာပေါ့နော်အလူအတန်းတကယ်ဥမာရဲ့ရောရောလူတန်းတက်တဲ့စိတ်နေစေတာရှိရသူဖြစ်ကြောင်းလည်းတွေ့ရှိရတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်ကဲပြီးနောက်တစ်ခုကကြာဗာဆက်ပြောတော့ဆိုတော့ ဤမြတ်တော်ဥစ္စာကိုဖရာသခင်တာသနာလည်းရင်တက်ရမယ်စွန်ကျဲတော်မူ၍တဲ့သုံးပါတော့အရက်ကိုအဖို့ဖို့ခွဲဝေ၍ခွဲဝေပြီလို့ရှင်သူအဲ့လိုလှူဒန်းခဲ့တယ်ပေါ့ကွာအဲ့လိုလှူဒန်းခဲ့တဲ့အတွက်ကြောင့်မလို့ဘသူ့ကိုတက်တည်မူပြီးတော့လှူဒန်းခဲ့တယ်ဆိုလို့ရှင်မြေကြီးအတုံတွေနော်အမြေဆောင်နဲ့ပေါ့နော်မြေဆောင်နဲ့ကိုတဲ့သူကတိုင်တယ်ပြလို့ရှင်လှူဒန်းပြလို့ရှင်အလူကြီးဆက်သုံးပါတယ်ပေါ့နော်ဒါအခုနောက်ပိုင်းဆိုလို့ရှင်တို့မြန်မာနိုင်ငံမှာဆိုလို့ရှင်လည်းဒီအမြာတန်းနေဘေးဝေတော့မယ်ဆိုလို့ရှင်လေအာတည်ပေါ့နော်ဟိုလှူကြရပေါ့နော်မြေကြီးအတုံတွေလည်းရေးဆိုတော့ အတုံတွေတီစီတော်လားမသိအဲ့လိုမျိုးလေသူတို့အဲ့လိုလှူတဲ့ခါမှာပါရပေါ့နော်ဆက်အဲ့လိုဆိုရင်သူအမြဲတမ်းမလုပ်တော့ဆိုလို့ရှိရင်အခုနမြေဆောင်လိုက်ကိုတိုင်တဲပြီးလှူတန်းခဲ့တာတကယ်လို့ကျွန်တော်တို့တွေလှူတန်းခဲ့တဲ့အလှူဒါနတွေကနော်တခုတော့ဘုရားမှာကျွန်တော်တို့အတွက်ကမီလီယော့နေတာမျိုးရှိခဲ့သည်ရှိတော့အဲ့လိုမျိုးပေါ့နော်မီလီယော့နေခဲ့တာမျိုးဖြစ်မယ်ဆိုလို့ရှိရင်တော့မှမြေကြီးဝတ်တုံတွေကနေအတုံတွေကနေတဆင့်သူတို့ကိုသတိပေးပေးပါဆိုတဲ့ပုံစံမျိုးပေါ့နော် အဲအဲ့လိုမျိုးပေါ့နော်မြည်ပါစေတော့နော်ခိမ့်ပါစေတော့စတဲ့ဖြစ်အဲ့လိုမျိုးလေသူတို့ကအာဒီအလူဒါနတစ်ခုပြုလုပ်ပေးတယ်အဲ့လိုမျိုးလုပ်ထားမျိုးတွေ့ရတယ်ပေါ့နော်ကဲပြီးရင်နောက်ကအကြောင်းသုံးကြောင်းကတောကြောင်းအင်းကြောင်းငါးမျက်နှာကြောင်းဒီသုံးကြောင်းမှာတဲ့သူကတိတိချာချာပေါ့သတင်းသုံးနေတဲ့ဒီရန်တန်ကတော်ရစီစီတယ်နောက်ကမာကတ်တပမာကတ်တပအကြောင်းတွေတောကြောင်းကိုလူတော်စင်ဦးလေတရားဆိုတာတကယ်တော့သူ့ရဲ့နောက်မှာကလေဟိုအဆက်တွေအများကြီးရှိသေးတယ် နောက်တင်ကတုသမီးရဲ့အဲတင်ကတုသမီးဖြစ်တယ် sorry ညောင်ရင်ကြီးသမီးပေါ့နော်ဒီညောင်ရင်ကြီးသမီးရဲ့ဒီနောက်မှာအဆက်တွေကအများကြီးရှိသေးတယ်ဟိုသူကဒီမှာနည်းနည်းပဲပေါ့နော်ဒီပုံနေထဲမှာသူကနည်းနည်းပဲကြောက်စာတစ်ချက်လုံးသာဆိုလို့ရှိရင်တော့အများကြီးဖြစ်သွားလိမ့်မယ်နော်တော်ကြခေါင်းစဉ်တစ်ခုကနေပြီးတော့တအုပ်လုံးကကြောက်စာကြီးနဲ့ပြီးသွားလိမ့်မယ်ဆက်အဲ့ကြောင့်မလို့သူကနည်းနည်းလေးပေါ့နော်ဖြတ်ပြီးတော့အဲဒါပြောပြထားပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကဲဒါနဲ့ပတ်သက်ပြီးလို့ရှိရင်ဆရာရဲ့ notes ထုတ်ထားတာလေးလေးကိုထပ်ပြီးတော့မှလေ့လာသွားကြည့်ကြပါမယ် ကဲ notes တွေ့ကြည့်မှာပေါ့နော် notes တွေ့အချိန်မှာသူအရင်ဆုံးဒီဘက်ကညာရှိသမီးကခစ်ကပကန်ခစ်နှောင်းပိုင်းမှာရေးတာစကားပြေမျိုးစားကကြောက်စားအလူရှင်ကနေရပရိစီတမင်းညသားတော့ကင်ကတူရီဇနီးညောင်ဝန်းကြီးသမီးနောက်မှာကင်ကတူမှာစလုံးမောင်းလေးနဲ့မှနေယူရချက်ကကြတော့မိမိအလူကိုမှတ်တမ်းတင်ရင်အတီမဲ့တော်တရားကိုသိရှိစေရင်သူ့ရဲ့အလူကိုသူမှတ်တမ်းတင်နေနောက်တစ်ခါကျတော့အဲနော်တကယ်ဥမာဩတရားတွေဆိုတာပေါ့နော်ဖြစ်ချင်းပြချင်းဆိုတာကတကယ်အတီမရှိပါလားဆိုတဲ့ဟာကိုအဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်သူကအာသိရှိစေရင်အတွက်သူကလှူဒန်းခဲ့တာပဲဖြစ်တယ် ဆိုတော့ခစ်ကပြောင်းပြောင်းဆိုရင်ပကံခင်နောင်းပိုင်းစကပြေမျိုးစားကကြောက်စာအလူရှင်ကနေရပရိစီတဝင်းရသားတော့ကင်ကတူးစနေညောင်ရကြီးတမီရွေချက်ကတော့ဒီသူ့ရဲ့အလူကိုမှတ်တမ်းနေပြီးတော့အတီမဲ့တော့တရားကိုသိစေနိုင်ရန်အတွက်ဖြစ်တယ်။ကဲညောင်ကြီးတမီရဲ့စိတ်နေစိတ်ထားရတယ်ဒီမှာဆရာကအချက်ပနဲ့ချက်ရေးပြထားဆိုခုနှစ်ချက်ရေးပြထားတယ်ပေါ့နော်။ဒါလေးတွေကိုကိုကတီထွင်းပြီးရေးရမှာဥပမာပြောမယ်ဆိုရင်ဒီအပေါ်ကဟာလေးတွေကညီတန်းပိုင်းမှာရေးပုံရေးနည်းကိုပြောတာပေါ့နော်။အဲဆိုတော့ညီတန်းပိုင်းရေးပုံရေးနည်းနောက်တစ်ခုကကြာတော့ဒီရောက်ကကြာတော့ဒီ အကြောင်းအရာပေါ့မေကွန်းဖြေကွန်းဖြေနည်းနဲ့ပတ်သက်ပြီးဒီအရာတွေထည့်ပြီးတော့ပအောင်ရေးရမယ်ဆိုတာမျိုးပြောနေတာပေါ့နော်ကဲပထမဆုံးကကြောက်စာအစမှာတိတ်တန်းဆွဲစကလုံးနဲ့ပြောရနော်တိတ်တန်းဆွဲစကလုံးကဒီညာကြီးသမီးရမိမိရဲ့အလူကိုအောင်မြင်ပြီးမြောက်စီလို့တော့စိတ်ထားရှိရတဲ့ဖြစ်ကြောင်းသိတယ်မိမိရဲ့အလူကိုတန်ဖိုးထားရတဲ့သူလည်းဖြစ်တယ်တိတ်တန်းဆိုပြီးမြောက်ချင်းလို့အထိပ္ပယ်ရတယ်ပေါ့နော်အဲကြောင့်မလို့သူ့ရဲ့အလူကိုအောင်မြင်ပြီးမြောက်စီလို့တဲ့ရွယ်ချက်ရှိတယ်နောက်ကအတူ တင်ကတူပြန်တော်မူစကားလို့ပြောထားတဲ့အကြောင်းမလို့မိမိကိုကိုနှိမ်ချတတ်တဲ့စိတ်ထောတာတပြက်နာအော်အတုတခင်ငါရဲ့တခင်ဖြစ်တဲ့ငါရဲ့ယောက်ျားဖြစ်တဲ့တကယ်လို့ရင်းမဲ့ဆိုအတုခင်မွန်းလို့ရေးလို့ရတယ်ဒါပေမဲ့ तू ကအတုတခင်ကိုရဲ့နော်ဘယ်လိုဆိုအရှင်တခင်လိုမျိုး तू ကသဘောထားတဲ့မှာကိုကိုနှိမ်ချတတ်တဲ့စိတ်နေသဘောထားရှိရတဲ့ဖြစ်ကြောင်းလည်းသိတယ်သူ့ရဲ့ခင်မွန်းကိုအလေးထားတတ်တဲ့စိတ်နေစိတ်ထားရှိရတဲ့သူလည်းဖြစ်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့တခင်တခင်ကတူမရကအမိမျိုးဖာမျိုး80ကဲ့ရရမရှိမြတ်စွာသောအမျိုးဒီဆိုအဲ့ဆိုခုနပြောတဲ့မိမိရဲ့မျိုးရိုးမြင့်မြတ်မှုကိုလေခုံယူတယ် ုံယူတတ်တဲ့စိတ်နေတော်တာရှိတဲ့သူဖြစ်ကြောင်းလည်းတွေ့ရှိရပါတော့။ကဲနောက်တစ်ခုကကြာမိမိအတတ်နဲ့တူသောမျက်စိမျက်ဆံနဲ့တူသောမိမိချက်စွာသောလင်းအဲဆိုတော့မိမိရဲ့ခင်မုန်းကိုချစ်မြတ်နိုးတဲ့စိတ်ထားနောက်ကမိမိချစ်မြတ်မိမိခင်မုန်းကိုတစ္ဆာရှိတတ်သောတစ္ဆာရှိသောစိတ်နေစိတ်ထားကိုလည်းတွေ့ရှိရတယ်။ဒါကိုတီထွင်းပြီးရရေးခြင်းရေးသူလူရရတယ်။ဒါလုံးဝအကျမ်းမြင့်လောက်ပဲပြောတာပေါ့နော်။ဒီတက်တီထွင်းပြီးရေးလို့ရတာရှိသေးတယ်။အဲတော့အတိမရှိသောတရားကိုတည်၍ဆိုတဲ့ဟာမျိုးဒီစာကြောင်းကိုတွေ့ပြီးလို့ရှင်အော်သူကဗုဒ္ဓဘာသာကိုတကယ်ကိုမတက်ဝင်ယုံကြည်တဲ့သူ ကဗုဒ္ဓဘာသာဝင် ပြီးမတီမြဲသောတရားကိုနှလုံးသွင်းနိုင်တဲ့စိတ်ထားရှိတဲ့သူဖြစ်ကြောင်းသိတယ်။နော်အဲ့လိုပုံစံမျိုးပေါ့။ဒါလေးတွေကိုဖတ်ထားမယ်ဆိုလို့ရှိရင်ဒါရေးမယ်ဆိုရင်အရင်လွယ်သွားလိမ့်မယ်ပေါ့နော်။သူပြောချင်တာကမြန်မာစာတီကြက်ဖို့ဆိုတာထဲပေါ့နော်။ဘာလဲဆိုရင်ကိုယ့်ရဲ့အရေးသားဆိုရင်ဘလောက်ကောင်းလဲဘလောက်ရေးနိုင်လဲဘယ်ဓာတွေကိုကိုးကားပြီးရေးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပဲလေ့လာမှဖြစ်တယ်။ဟိုခုနိုင်ကြရှိရင်ကြာ OB ကြက်နေုံနဲ့မြန်မာစာကတော့အမှတ်ကတော့ဟို6မှတ်9မှတ်လောက်ထိလမ်းပြောင်းနေအောင်ရမှာမဟုတ်ဘူး။ကိုယ့်အမှတ်က3မှတ်4မှတ်မှရင်တက်နေမှာကြက်နေမယ်ဆိုရင်တော့ ကဲနောက်ကနံပါတ်6ကကျတော့ဒီကောင်းမှုအကျိုးကပြန်ကယ်တော့ငါတခင်တရားဟုတ်တယ်ငါမိခင်တရားငါခမဲတရားအီသူသုံးယောက်ရစီတည်းဟုတ်တယ်ဟုတ်အဲကြောင့်မလို့ तू ကခင်မုန်းတဲ့မိခင်ဖခင်တို့ဘောမှာယူသေးတရာစိတ်ရှိတယ်နောက်တစ်ခုကကျတော့အပြန်လေအောက်မေ့တတ်တော်စိတ်ထားပေါ့နော်ဂျေဇူးကိုပြန်လေအောက်မေ့တတ်တဲ့စိတ်ထားရှိတဲ့သူဖြစ်ဆောင်တွေ့ရတယ်နော်ငါတခင်တရားငါမိခင်တရားငါခမဲတရားဆိုတော့အကောင်လုံးကဂျေဇူးရှင်နေပဲပေါ့နော်ကိုယ့်အတွက်ဂျေဇူးရှင်နေဖြစ်တယ်မလို့ဂျေဇူးရှင်ကိုပြန်လေအောက်မေ့တန်တာတရိယာတတ်တော်အဲစိတ်ထားရှိတဲ့သူဖြစ်ဆောင်တွေ့ရတယ်ဒါကဒီရေးထားရတဲ့ဖောင်ကျော်ပြီးစဉ်းစားပြရတယ် နောက်ကအတွင်းဥစ္စာကဗရမားတွေရွှဲမြက်ကိုပါရွှေငွေကြီးနေကြီးပြီးတန်တလွဲခုံလောက်အပါတော့ဥစ္စာကလေးစင်နွားကျွဲစိတ်စင်ဆိုရင်ဆိုအဲ့ဓာတွေအကုန်လုံးကသူ့ရဲ့အလှူတွေဘောနော်စစ်စစ်ဆက်ဆက်စီမံတတ်တာ။အော်ငါတော့ဒီအတွင်းဥစ္စာကိုဒီလိုဒီလိုလိုလှူမယ်။အပါတော့ဥစ္စာဒီလိုဒီလိုလိုလှူမယ်။စိတ်စင်ဆိုရင်ပြီးရင်ကြံသေးရနော်ရေးမယ်ဆိုရေးလို့ရသေးရနောက်မှာစတော့တို့ဘာတော့ဟိုပါလေမဟာဒန်လေတို့ကျွန်ရွာတို့တတဝါတို့ဟုတ်လားတတဝါအကနာကြုံရမာဒန်လေနှစ်နောက်တစ်ခါဘာတော့မသိဘူးအဲ့လိုမျိုးเนาะဆိုတော့အဲ့ဒါကိုတကယ်ကိုဘာအလူကိုပေါ့เนาะအလူပစ္စည်းများကို လူတိုင်းရတယ်စိတ်စိတ်ဆက်ဆက်စီမံထက်တော့စိတ်နေစိတ်ထားရှိရတဲ့ဖြစ်ကြောင်းလည်းတွေ့ရှိရတယ်ဆိုတော့ဒါကတော့ဆရာဒီစာအုပ်တအုပ်ပေါ့နော်ဒီစာအုပ်အဲ့ဒါကခန့်ကိုရေးထင်းတယ်နော်ခန့်ကိုရေးထင်းကနေပြီးတော့တချို့ဟာလေးတွေကိုလည်းကောက်နှုတ်ထားတယ်ပြီးဆရာရဲ့ idea ထပ်ပြီးတော့ပေါင်းထားတယ်ပေါ့နော်အဓိကတော့ဟိုသူတို့ရေးပြထားတဲ့စာသားကိုလည်းကိုကဖတ်ကြည့်ဖတ်ကြည့်ပြီးဆိုရင်အော်ကိုကဒီနေရာမှာလိုအပ်တယ်ဆိုရင်လိုအပ်တဲ့နေရာလေးမှာစာကြောင်းလေးတွေထပ်ပြီးတော့ထည့်ကြည့်နောက်ကကြာမလိုအပ်ဘူးထင်တဲ့ဟာတွေနှစ်ကြောင်းထပ်နေရတဲ့ဟာမျိုးဆိုလို့ရှိရင်လည်းဖြုတ်ချပလိုက်လို့ရတယ် နော်ဟိုအဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ရေးကြည့်ပေါ့နော်ဒါလေးတွေကတော့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ idea ကိုပဲတောင်းအောင်ဖြစ်တယ်မိကွန်းရှိတွေကအဓိကတော့ဘာကြီးပါမယ်ဆိုရင်တော့စကပြေစာသားတွေကတော့အကူကားထည့်ရမယ်။မှဆိုတိတ်တန်းပါမယ်ခုနကဒီအကြောင်းလေးဒီနံပါတ်ဒီနံပါတ်တွေတက်ပေးထားတဲ့အကြောင်းအရာတွေကတော့မဖြစ်မနေပါကူပါမယ်အကြောင်းအရာတွေဖြစ်ပြီးကိုအောက်ကစိတ်နေစိတ်ထားစိတ်သဘောထားတွေကကိုယ့်ရဲ့ idea ကိုကြိုက်တဲ့ဟာကိုမကိုက်ညီမယ်ဆိုလို့ရှိရင်ထည့်ပြီးမှဖြည့်လို့ရသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဒါကတော့ဆရာရဲ့ဒီညောင်ကြီးသမီးစကပြေနဲ့ပတ်သက်ပြီးတော့မှဒီ ရှင်းလင်းတင်ပြချက်ပဲဖြစ်ပါတော့။ဆိုတော့မေးခွန်းရှိရေးပုံရေးသားနည်းတွေအကုန်လုံးကကြတော့ဆရာကဗီဒီယို class ထဲမှာတက်တက်ပြောပေးထားမှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ဒီစကပြေကိုပေါ့နော်စကပြေပဲဖြစ်ရကြပါပဲဖြစ်ဖြစ်နောက်တစ်ခါကျရေးတပြဆက်တွေပဲဖြစ်ဖြစ်နောက်ကအဆိုအချီစိုက်စားကုန်စသဖြင့်ဒီလိုမျိုးပေါ့နော်အပုတ်ရှိတွေအကုန်လုံးကိုလေ့လာနိုင်မဲ့ဗီဒီယို class လေဆရာဆီမှာဆက်ပြီးတော့မှဖွင့်လို့ဖွင့်နေပြီပေါ့နော်အဲကိုကအခက်အခဲဖြစ်နေရေးတော့ရေးတာလည်းမသိဘူးဆိုလို့ရှိရင်တော့ဗီဒီယို class မှာလာပြီးတော့ try လုပ်ရပါတယ်ဆိုတော့ ဗီဒီယိုကိုအစားဆုံးတွေ့ကြည့်ပြီးတဲ့အတွက်ဆုံးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြီးမှာပြန်တွေ့ကြပါမယ်